စစ်တွေမျိုးရှိစစ်ကောင်မရှင်ရဲ့ဒေတာကိုကဲမှုဆိုင်ရာဌာနချုပ်ကိုအေးအေးပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေကြားရောက်ပေါက်ကွဲတဲ့အတွက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေထိခိုက်မှုတွေများတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဒီဇင်ဘာ9ရက်နေ့ညပိုင်းကစစ်တွေမျိုးရှိစစ်ကောင်မရှင်ဘက်ကလက်နက်ကြီးတွေနဲ့စတင်ပြစ်ခတ်ပြီးနောက်အေးအေးဘက်ကလည်းဓာကစအတွင်းကို ပြန်လည်ပြစ်ခတ်ခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။ဓာကစတွေကိုအေးအေးကရက်ချားလို့ပြန်လည်ပြစ်ခတ်ထားတော့ တပ်မိသားစုဝင်အချို့ကိုပြောင်းရွှေ့ထုတ်ယူထားတယ်။ခုနှစ်ရက်နေ့ကပြစ်ချက်တွေမှာထိခိုက်မှုရှိတယ်လို့သိရပါတယ်လို့ရခိုင်စစ်ရေးတရင်ရမြစ်က ER Times ကိုပြောပါရယ်။ပြစ်ခတ်မှုပြီးနောက်စစ်တွေမျိုးတွင်လူနာတင်ရင်တွေအသွားလာရှုပ်ထွေးသွားတာကိုမျက်မြင်ဒေသခံတွေရဲ့ပြောပြချက်ကိုလေဝရီ FM ကအတည်ပြုဖော်ပြထားပါရယ်။ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကိုလူနာတင်ရင်နဲ့ခေါ်ယူသွားတယ်လို့စစ်သုံးကားတွေနဲ့လည်းတင်ဆောင်သွားတယ်လို့သိရပါရယ်။ ပြီးကနေဒီဇင်ဘာ၂ရက်နေ့ကလည်းစစ်တွေဓာကဆအတွင်းကို အေကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီးထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ကနိုဝင်ဘာလအတွင်းကစပြီးအေထိန်းချုပ်ထားတဲ့ရသေးတောင်ပုံနှကျွန်းပေါတော်မြို့နယ်တွေကိုလက်နက်ကြီး drone တွေနဲ့ဇက်တိုက်ပစ်ခတ်ခဲ့ပြီးအေကဓာကဆရှိရာကိုပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာပါ။စစ်တွေမျိုးရှိတရင်ဌာနချုပ်တွေကိုစစ်ကောင်မရှင်ကကာကွယ်ရေးအဆင့်မြင့်ထားပြီး ရေအောင်ဥမင်ဖိုင်ကောင်းတွေပါဖောက်ပြီးစီးရီးပြင်ဆင်ထားတယ်လို့သိရပါဗျ။မျိုးဆက်ရှိကျေးရွာများစုကိုလည်းအတင်းကျပ်ရွှေ့ပြောင်းခိုင်းထားပြီးကာကင်းစခန်းတွေခိုင်မာတိဆောက်ထားတယ်လို့သိရပါရှင်။